Hi မင်းအောင်ခွန်နီချူဝမြမရိချမေစာတင်နေကြောင်းရဲ့စင်စစ်ပိုးပဲဖြစ်ပါတယ်ဒီတော့မှာတော့ water shine to to and 4 gnbd မေကွန်ဟောင်းတောက်နေခဲ့တာပေါ့နော်အခုတစ်ခါမှာကတော့ဘုံပိုးဒိုကန်ပန်းဒုတိယတပိုင်းရဲ့ mountain sand လေးကိုဆက်ပြီးလေ့လာကြည့်အောင်နော် mountain sand လေးမှာဆိုရင်니주이치카라니주고니나니오이데마스카27ကနေ25အထိပါဖို့ထည့်ပါမယ်ဘုံရှော န်ခါရဲ့တဲ့စာပိုင်းရဲ့အိဗေကိုစဉ်းစားမယ်။ဣချင်းနီဆန်ယွန်ခါရာဣချိပန်အီမိုနိုဟီတိုဆာအရန်တဲ့ကလာဆာတင်းနှစ်သုံးလေးကနေပြီးတော့မှအကောင်းဆုံးအရာတစ်ခုကိုရွေးချယ်ပြရပါမယ်။ဆိုလိုတာကဝါတာရှိလိုကဒီဟာလေးကကြာတော့ဒီအပေါက်ဖောက်တယ်ပေါ့နော်။အပေါက်ဖောက်တဲ့ဟာလေးပါလေ။ဟုတ်ပြီဖတ်ကြည့်ပါမယ်။အစစကိုရှိဥနာခါကဣတခတ္တနောဒသနာဆနမမခိုင်းရှာအိခီမတ်တာ အစမနေ့ကရက်စကောရှိဥနာခါကဤတာခတာတော်တက်စကဘိုက်ကနင်းနေနာခဲ့ပြီမေလို့နာခဲ့ပြီမေဆုံမမအဲ့ဒီအတိုင်းခိုင်းရှားအီခီမတ်တာကုမ္ပဏီတို့သွားခဲ့ပါတယ်ခိုင်းရှားနေဆွေတဲ့ကုမ္ပဏီကိုရောက်ပြီးတော့ရှီကိုတိုစတေအီရူအူချီနီ အလုံးလုံးနေတဲ့အတော်အတွင်းမှာဥချင်းနီဆိုတာလေးကတို့ဒီ M4 လေးမှာကတော့ grammar pattern မပါဘူးပေါ့နော်။ဒါပေမဲ့မှတ်ထားပါမယ်။မေးမဟောင်းများများလုပ်တဲ့လူတွေဆိုရင်ဒါသိတော့ပါမယ်။ဥချင်းနီဆိုတာကအတော်အတွင်းကိုပြောတာပါ။ဒီအလုံးလုံးနေတဲ့အတော်အတွင်းလုံးလုံးနေတဲ့အချိန်မှာဒန်ဒန်ဩနာခါကအီတခုနဲ့တဲကွက်လိုက်။ဒန်ဒန်တဖြည်းဖြည်းနဲ့ byte ကနာလာခဲ့တယ်လို့ပြောပါဘော။အဲ့တော့ဒီဒီတို့ဒီ niju ichi လို့ဖြည့်ရမယ်အဖြေလို့ကြည့်ပါမယ်။ ichi ဗန်လေးက image တာ နိဗ္ဗာန်ခီမတ်တာဆမ်မလီကရှီမတ်တာဂျွန်မလီကမီမတ်တာတို့ကတဖြည်းဖြည်းနာလာခဲ့တယ်လို့ပြောတာဖြစ်တဲ့အတွက်နတ်တဲ့ခီမတ်တာဆိုတဲ့အဖြေလေးကနိဗ္ဗာန်ကိုဖြေပေးပါမယ်ニベンなるく会社の鈴木近くの病院がありますが、コンビニまでアニナま、コンビニへアニナまでチェチェン通りますそういうアニナまで西洋がしびれるといちどもてじいまコラがありませんでした。コラがもしけど အဲ့တော့သူကစဉ်းစားကြည့်မယ်တစ်ချိန်မှကွက်လက်တာမရှိခဲ့ဘူး။အဲဆိုနီဂျူးနီလေးမှာကအီခူဟာဇုသွားဖို့တေးကြတယ်။သူကတစ်ချိန်မှလို့ပြောရတဲ့အီခူဟာဇုတော့မဟုတ်တော့ဘူး။အီတာခိုတိုဟုတ်ပြီအီတာခိုတိုဆိုတာကသွားဖို့လေ။အီတာခိုတိုကအာရီမာဆန်မသွားဘူးဘူး။ငါကအီခီဆိုကိုသွားမဲ့ပုံမဲ့အီခီခါတာသွားပုံသွားနီသွားမဲ့နီလန်။အဲ့တော့တစ်ချိန်မှသွားဖို့ချင်းမရှိဘူးလို့ပြောမှဖြစ်တဲ့အတွက်အီချီဒိုမိုအီတာခိုတိုကအာရီမာဆန်။ 一度も得たことがありま、sí、せんで、ま、した。ブジェイマー、マドアブゲバブ。はじめて、パタマゾーネ、ポレッ、シンパンでした。セブゲ、あそどは、パタマゾーン、ピッテ、アトレッツァー、セブゲレルピョアメ。はい、なので、なのに、のようで、のような。あそどは、どうちをピョマチで、はじめて、なので、コンビバメ。なるく、先輩の田中さんに相談したら、 စမ်ပိုက်စီနီယာဒါနာထဆန်အားဆိုဒန်စတာရဆွေးနွေးကြည့်လို့ရှိရင်တဲ့ဆွေးနွေးကြည့်လိုက်တယ်ဆိုလို့ရှိရင်အစ်ရှော်နီအတူတူအစ်တဲအာဂေရုခါကသွားပေးမှာဖြစ်တဲ့အတွက်ကြောင့်ဂျော်ယင်းနီအစ်တာဟိုကအီယိုတို့ဆေးရုံကိုသွားတာကောင်းတယ်လို့24ကွက်လက်ဟောပြီ24လေးကအစ်တာခမိုရှိတဲ့မှာဆန်ခမိုရှိတဲ့မှာဆန်ဆိုတာကဖြစ်ကောင်းဖြစ်နိုင်တယ်ဟုတ်ပြီနော်အာသွားကောင်းသွားနိုင်တယ် ညီပန်လေးကအစ်တဲဟိုရှိခတ်ကသွားပေးစီခြင်းတယ်သွားလာလို့လိုခြင်းတယ်ဇမန်လေးကအစ်တဲအာဂဲမတ်စတာသွားပေးခဲ့ပါတယ်ယွန်းမန်အစ်တဲခူရဲမတ်စတာသွားပေးခဲ့အဲ့တော့သူကပြောချင်တာကတနာခဆန်လေးကစကွင်းကြီးတဲ့တနာခဆန်ကသွားပေးမယ်အတူတူလိုက်ပေးမယ်လို့ပြောတာဖြစ်တဲ့အတွက်ဘသူကပေးမှလဲသူမြန်ကပေးမယ်အာဂဲမတ်နဲ့ခူရဲမတ်မှာမအာဂဲမတ်ဆိုရင်တော့ဒါကိုကပေးတာအခုစားကစံပိုင်းကပေးတာဖြစ်တဲ့အတွက်သူမြန်ကပေးမှဖြစ်တဲ့အတွက်အစ်တဲခူရဲမတ်စတာကိုဖုန်းပေးပါမယ်အဖြေလေးကယွန်းမန် နောက်တစ်ခုဆက်ကြည့်ပါမယ်။ဌာနကဆံဝါဒုတဲမှုရှင်းဆဲဆွမ်းနာဟီတိုဒက်ဌာနကဆံဟာတဲ့အလွန်ကိုပဲကျင်နာတဲ့လူဖြစ်ပါတယ်။ ပြောရင်တဲ့ဆေးရုံမှာအိုအီရှာဆန်ရခန်းကိုဖုဆန်တော့ဟနာရှိကမူဇူခါရှိတိုခိဆေးရုံနေနဲ့တနာပြူတွေရဲ့စကားတွေကခက်ခဲခဲ့တဲ့အချိန်မှာတဲ့ဝတရှိဝကျွန်တော်ဒီတနာကဆန်နီအီရိုအီရိုဆစ်ဆမက်တဲ့မူရိုင်းမတ်တာတနာကဆန်စီကနေပြီးတော့မှအမျိုးမျိုးရှင်းပြပေးတာကိုလက်ခံရရှိရပါတယ်ဆိုလိုတာကဆေးရုံမှာဆရာဆရာမတွေပြောတဲ့စကားတွေကိုနားမလည်တဲ့အခါမှာတနာကဆန်တွေကပြန်ပြီးတော့မှရှင်းပြပေးခဲ့တယ်တဲ့ ကုစရီယိုနိုဒါရာစေတောင်းမယ်ဆိုရင်ဒိုင်းဘူးယောခုနာလီမတ်တာ လုံးဝမပြတ်သွားပါနဲ့ခွန်းတို့နောက်တစ်ချိန်မှာတော့မရှိအကယ်၍ဌာနခဆန်ကခုံမဲ့တဲ့ကွက်လက်ဒုက္ခရောက်နေပြောမှာပေါ့နော်ဒီမှာဒီမှာဘာမှမသိသေးဘူးဝတ္တရှိကကျွန်တော်ကဌာနခဆန်တော့ရခုနီတချီတိုင်းတော့အမွေမတ်ကျွန်တော်ကဌာနခဆန်အတွက်အတော်ဝင်စေခြင်းနဲ့အတော်ဝင်ခြင်းနဲ့လို့ထင်ပါတယ်ဆိုတာကဥပမာဒီဌာနခဆန်ကအခုဒီတစ်ခါမှသူ့ကိုကူညီပေးခဲ့တဲ့အတွက်နောက်တစ်ခါဌာနခဆန်နေတာအခက်အခဲဖြစ်နေပြီဆိုရင် तू ကကူညီခြင်းနဲ့အဲအဲ့ဒါကိုပြောတာပါဟုတ်ပြီအဲ့ဆိုတော့သူကအခုဒီ25လေး င်းကိုဖြေရမယ်ဆိုလို့ကြည့်ကြပါမယ်။ဣရုတုနှင်းဣတာရနဲ့နှင်းဣတခါရဣနာဣတနာရဟောဘီတို့ကအကုန်လုံးကတော့နှင်းနေကြည့်ပဲ။အဲ့ဒီမှာတို့ကဣတာဣရုတုဣတာရဣတနာရနှင်းနေကြည့်ပဲ။အဲ့ဒီမှာတို့ကစဉ်းစားကြည့်မယ်။တောဆိုရလေးကတဘာဝအတိုင်းမပြောင်းလဲတဲ့အရာမျိုးဒါလို့ရင်ဒါဖြစ်မယ်ဆိုတဲ့ဟာမျိုးဆိုရင်တောတော့လေ တာရဆိုတာလေးကကြတော့နှင်းဘာဖြစ်ခဲ့လဲညာဖြစ်ခဲ့တယ်ဒီနာရကဣတနာရကြတော့ဘတ်အဣတနာရဘာဖြစ်ခဲ့လဲဆိုတာရတော့မရှိဘောเนาะသူကတစ်ချိန်ချိန်မှာအကယ်၍တာတာရဖတ်ဆန်လေးကခွန်မတ်တဲ့ဘာဖြစ်မလဲဆိုလို့ရှိရင်ဒုက္ခရောက်နေတယ်ဆိုလို့ရှိရင်ဆိုရဲခွန်မတ်တဲ့ဣတာရကိုတုံးပေးပါမယ်ဒုက္ခရောက်နေတယ်ဆိုလို့ရှိရင်တော့သူကကုညီပေးခြင်းပါလေဆိုပြီးတုံးပေးပါပါဟုတ်ပြီနောက်တစ်ခု はいဒီမှာဒီပါเนาะဆွေရင်အဖြေလေးတွေပြန်ကြည့်ပါမယ်နရီကနရီကလည်းမွန်တိုင်းရောမွန်တိုင်းရောမှာဆိုလို့ရှိရင်ဘာလို့ရှိလို့ကဒီဟာကကြတော့စာပိုက်ဖက်တာလေးရောက်လာပါပြီစာပိုက်အတူလေးဖက်တယ်နေပေါ့နော်ဖက်ကြည့်ပါမယ်နီဟွန်နိုအီအေဝါမာတိုယာအီရီကူချီက 大きく作られてしまい。すみません。なんか変えてみます。日本の家は、ジャパンへ家にが、マロや入り口が、デレンボンティ、ウィンボンティが、大きく作られていました。အကြီးကြီးပြုလုပ်ခြင်းခံရပါတယ်ခံရပါတယ်ပြုလုပ်ခြင်းခံရပါလေနီဟွန်နိုနာဆိုဝဂျပန်ရဲ့နေရာဒီကအစိမ့်တော်တဲ့ပူတဲ့အတွက်ကြောင့်ဇူဇူရှိကူဆေကဆူဒက်ကီရီအေဂါ စစရှိခုကအေးအေးမြတ်မြတ်အေးချမ်းချမ်းဟောနော်အေးနေနဲ့စေကဆုတဲ့ခိတူအီရဲ့နေထိုင်နိုင်မဲ့အိမ်ကဟီဆိုယောဒတ်တာခါရာဒက်စ်လိုအပ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါလေတဲ့ဟုတ်ပြီအဲ့ဒါဆိုတော့ဘာလို့ဒီလိုတကားတွေအကြီးကြီးတွေလောက်ထားလဲဆိုလို့ရှိရင်အေးအေးချမ်းချမ်းနဲ့နေနိုင်အောင်လို့လိုအပ်တာမာရိုယာအီရီဂူချီကအိုကီတိုဒရင်ပေါက်တွေဝင်ပေါက်တွေကကြီးမယ်ဆိုလို့ရှိရင်တဲ့နောက်ဆုံးကနွေရာသီမှာခါစေးကထော့ပ်ဆန်ဟိုက်တက် နေဒီအများကြီးဝင်ပြီးတော့မှစူဇူရှိဒက်စ်ကအေးများတဲ့အတွက်ကြောင့်ဖူယူဝါဆာမူအီနော်တဲ့ဆောင်းရာဒီမှာအေးတဲ့အတွက်ကြောင့်တိုင်းဟန်ဒက်အစင်မပြေဘူးတဲ့ဟဲ့အဲ့ဒါမတော်ရာဒီကူချီကโอเคတို့ဒရင်ပေါက်တွေဝင်ပေါက်တွေဒါကြီးမယ်ဆိုရင်နွေရည်ဒီမှာလေဒီအများကြီးဝင်ပြီးတော့အေးတယ်ပြီးအေးနေပြီမဲ့လို့တဲ့စောင်းရည်ဒီမှာကတော့အေးတဲ့အတွက်ကြောင့်ဟောနော်ဆာမင်းတော်တဲ့အေးတဲ့အတွက်ကြောင့်တိုင်းဟန်တက်အစင်မပြေပါဘူးတဲ့ရှိခရှိဒါပေမဲ့လို့ 新しく建てられる家は、あて、サロチェカニアで演技がだいぶ変わりました。とどりを読めとあげわれ。窓が大きくて、たくさんある家は少なくなりました。窓が出るまでが大きくて、地病がたくさんあなじある家は、死で意味が少なくなりました。ねえ、あげわれ。 ဒန်တီဆိုင်ဟင်းအိုစခတဲ့လျှက်စစ်ပစ္စည်းတွေကိုအသုံးပြုပြီးတော့မှနာဆိုဝရီယာတီကတော့တဲ့စဇူရှိခုအေးအေးမြတ်မြတ်နဲ့တော့နင်းနိုင်လာပြီးတော့မှ for you what ဆောင်းရတီမှာဆိုလို့ရှင်အတတခခစေကဆဆူကိုတော့ဒေကင်းဂျော်နီနာလီမရှိတာဟုတ်ပြီညချနာကဒီ player set တို့ပစ္စည်းတွေကိုအသုံးပြုပြီးတော့မှနွေရတီမှာအေးမြလာစေမယ်ဆောင်းရတီမှာဆိုရင်နွေထွေးလာတဲ့နွေထွေးစေတဲ့နေထိုင်မှုဘဝတွေကိုပြုလုပ်နိုင်လာခဲ့တယ်လို့ပြောချင်တာ ။အဲ့ဒါသူကဒီစာပိုက်တစ်ပိုင်လုံးမှာဆိုလို့ရှိရင်ဂျပန်ရဲ့အိမ်ကြီးကဒရင်ပေါက်ကြီးဝင်ပေါက်ကြီးကအကြီးကြီးတွေနဲ့အများကျွလို့ချိန်ခံနေရတယ်။ဟိုမှာဂျပန်ရဲ့မေယာဒီယာပူတဲ့အတွက်ကြောင့်လို့တဲ့အေးအေးမြန်းမြန်းနဲ့နေထိုင်နိုင်တဲ့အိမ်ကြီးကလိုအပ်တဲ့အတွက်ကြောင့်ဖြစ်ပါလေတဲ့။ဒရင်ပေါက်ကြီးဝင်ပေါက်ကြီးကကြီးရယ်ဆိုလို့ရှိရင်နွေရာဒီမှာတော့လေဒီအများကြီးဝင်ပြီးအေးအေးမြန်းမြန်းနေနိုင်နေတယ်လို့စောင်းရာဒီမှာဆိုရင်အေးတဲ့အတွက်ကြောင့်တို့တို့အဆင်မပြေပြန်ဘူးတဲ့။ရှိကရှိဒါပေမဲ့လို့ အခုဒီအတစ်ဆောက်လောက်ချိန်ခံရတဲ့အိမ်ဒီမှာဆိုရင်တော်တော်လေးကိုပဲပြောင်းလဲသွားခဲ့ပါတယ်။ဒီနေ့မှပြည်အများကြီးအာဘာလို့ဒီမောက်အကြီးကြီးတွေအများကြီးပါတဲ့အိမ်ကြီးကနည်းလာခဲ့တယ်။ပြည့်စစ်ထုတ်ကုန်ပစ္စည်းတွေကိုအတုံးပြပြီးတော့မှနွေရာသီမှာအေးအေးမြတ်မြတ်လုပ်နိုင်လာတဲ့စားရသီမှာဆိုရင်မြေမြေထွေးထွေးနေနိုင်တဲ့နေထိုင်မှုဘဝတွေကိုပြုလုပ်နိုင်လာခဲ့ပါတယ်တဲ့။ဒါလေးကစာပယ်ကလေးကိုဖတ်လိုက်တာ။ဟုတ်ပြီ။မေးခွန်းမှာဆိုလို့ရှိရင်ညီမမ EA ကဂျပန်ရဲ့အိမ်ကြီးကဒိုခဝါဒီမတ်စတာကဘယ်လိုပြောင်းလဲလာခဲ့တာ ဂျပန်ရဲ့အိမ်ကြီးကဘလို့ပြောင်းလဲလာခဲ့တာလဲဗရက်ရှင်ကအခုလိုမျိုးမွန်တိုင်းကနေစပြီးဆာဗိုက်တွေဖတ်တဲ့နေရာမှာဇွန်လကပိုဖတ်ခဲ့တဲ့လိုမျိုးဆာဗိုက်ကိုအရင်မဖတ်ဖ ೇನೆ သူမေးတဲ့မေးဘူးလို့အရင်ဖတ်ပါမယ်နီဟွန်ဂျီအေဝါဂျပန်ရဲ့အိမ်ကဒိုးခဝါလီမတ်စတာကဘလို့ပြောင်းလဲခဲ့တာလဲဘာမလို့သူမေးထားလဲအဲ့တော့မေးခွန်းကိုတိလိုက်ပြီဆိုတာနဲ့ဗာမေးရဲဆိုတာကိုတိလိုက်တယ်ဆိုတာနဲ့ဆာဗိုက်ဖတ်နေတော့မှာပဲအော်ဒီမေးခွန်းရဲ့အဖြေကဒါလေးပါလားဆိုတာသိတယ်မေး ခေါ်ပြီအဲ့ဒါဆိုရင်ပြောကြည့်ကြည့်ပါမယ်နော်နံပါတ်1ပါစေမတို့က Okiku Nani Master ဂျရင်ပေါက်တွေကကြီးလာခဲ့ပါတယ်နိဗန်လေးပါစေမတို့က Sukunaku Nani Master ဂျရင်ပေါက်တွေနဲလာခဲ့တယ်ဆမ်မန် Irikuchi က Okiku Nani Master ဝင်းပေါက်ကြီးကကြီးလာခဲ့တယ်ယူမန်ပါဆိုရင်အီရီကူချီကအိုကီအိုကုနာလီမတ်တာဟုတ်မလားအိုကုနာလီမတ်တာကဝင်းမောက်တွေကများလာခဲ့တယ် အဲ့တော့သူကပြောချင်တာကဒီအောက်မှာပြောထားတဲ့ဒီစာချောင်းလေးမှာဆိုတော်တော်လေးကိုပြောင်းလဲလာခဲ့တယ်။မတို့ကဒလင်းမောက်တွေကကြီးပြီးတော့မှ talk ဆက်အများကြီးရှိတဲ့အိမ်တွေကနည်းလာတယ်လို့ပြောတဲ့အတွက်အဖြေလေးကမိဘန်းလေးဖြစ်ပါမယ်။ဒလင်းမောက်တွေကနည်းလာခဲ့တယ်ဆိုတော့သုံးရမှာပါ။အောက်ကဒီဝင်းမောက်တွေကြီးလာတယ်များလာတယ်လို့ပြောတော့ပဲနော်။အဲ့ဒီဒုတိယစာရည်မှာအဓိကပြောထားတာကမတို့ဒလင်းမောက်တွေကိုပြောထားတာပါ။အဲ့ဆိုတော့အခုဒီမွန်တိုင်းရိုးရဲ့အဖြေလေးကမိဘန်းလေးဖြစ်ပါမယ်။ နောက်တစ်ခုနောက်တစ်ခုကကြတော့သူကဒါလေးကကြတော့လေစာပိုက်လေးပဲအဲ့တော့စာပိုက်လေးဆိုတော့စာပိုက်ဘက်ဖက်ထင်မှာအရင်ဆုံးမေးခွန်းကိုရင်သွားဖတ်ပါမယ်ရင်းဆန်ရောပရိုမိုတာချီကရင်းဆန်ရဲ့ပရိုမိုတာချီတငယ်ချင်းကတဲ့နားစစ်ဘာကြောင့်မလို့ခေါနောမချီကစကီတာတိုအတေအီမတ်စ်ကတဲ့ဒီမျိုးလေးကိုကြိုက်တယ်လို့ပြောနေတာလေဒါရင်းဆန်ရဲ့တငယ်ချင်းရင်းဆန်ကပြောတာမဟုတ်ဘဲနဲ့သူ့ရဲ့တငယ်ချင်းပြောတဲ့ဟာကိုသူကခြေပေးရမယ်အဲ့တော့သူကမေးခွန်းကိုတော့တိသွားပြီသူတငယ်ချင်းကဘာလို့ဒီမျိုးကိုကြိုက်တာလဲဟုတ်ပြီအဲ့ဒါဆိုသူကစာပိုက်ဖက်ကြည့်ပါမယ် ဆာဘိုင်လေးမှာဆိုလို့ရှိရင်ခိုရင်ကဒါကရင်းစံကနီဟွန်ဂိုခရစနာဆန်ဆင်းနိဒါစတာအဲအာကိဒက်စ်ဟောဗျာဒီဟာလေးကရင်းစံလေးကဂျပန်အတန်းလေးကဆရာအာဂျပန်စာသင်ခန်းလေးကအတန်းရဲ့ဆရာအာပေးခဲ့တဲ့အဲအာကိပို့စကတ်လေးပဲဖြစ်ပါလေအဲ့ဒီမှာဆိုသွားကြည့်ပေးထားတယ်ဌာနကဆန်ဆေးဒီဆန်ဆေးဌာနကဆန်ဆေးဆိုသွားပေးထားပိုကန်ကိဒက်စ်ကနေကောင်းပါရဲ့လား 私は角が今旅行しています。聞いておりまれ。この町には、ディニョマソロシーネ、大学で日本の歴史を勉強している友達が住んでいます。この町には、ディニョマソロシーネ、大学で、だけどま、日本の歴史を ဂျပန်ရဲ့တမိုင်းကောင်းတွေကို Bankers Day ဤလူစာလိလာနေတဲ့လိလာနေတဲ့ဒိုမိုဒါချီကတငယ်ချင်းကစွန်းတဲ့ image နေနေပါလေတဲ့ဒိုမိုဒါချီကဒိုကာယော်ရီခိုနိုမာချီကစကီဒက်တငယ်ချင်းကအဲ့တမိုင်းကျောင်းဂျပန်တမိုင်းကျောင်းကိုလိလာနေတဲ့တငယ်ချင်းကတိုချိုထက်ဒီမျိုးလေးကိုကြိုက်တယ်တဲ့ဖူရီမိုနိုကတိုင်းဆက်စနီစာလေတဲ့ဤလူခါလာဒါဆိုးတဲ့ အာဟောင်းရဲနဲ့အရာတွေကိုတိုင်းစဲစွန်းနိစားရဲတဲ့ဆိုတော့ထိမ့်သိမ့်ခံထားရတယ်။ရင်ကျဉ်ကျဉ်ထိမ့်သိမ့်ခံအရေးတကြီးအသုံးပြုခြင်းခံနေရတယ်ဆိုတာကဟိုဘယ်လိုပြောလဲထိမ့်သိမ့်ခံထားရပါတော့။ဟိုအရေးတကြီးလိုလေးလေးစားစားချိုးချိုးတည်တည်ထိမ့်သိမ့်ခံနေရတဲ့အတွက်ကြောင့်လို့ဆိုပါတယ်တဲ့။ဒါကြောင့်ဘာတရှင်ကကျွန်တော်က တိုကျိုနိုဟိုကစကီတဲ့ကျွန်တော်ကတော့တိုကျိုကိုပို့ပြီးကြိုက်တယ်သူတငယ်ချင်းကတိုကျိုထက်ဒီမျိုးကိုပို့ကြိုက်တယ်အဒရာရှိခုတဲ့တက်လွင်ပြီးတော့မှအမိုရှိရီမွန်းလိုကစိတ်ဝင်စားစရာကောင်းတဲ့အရာတွေကထောက်ဆန်အာရုခါရာဒက်စ်အများကြီးရှိတဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့ဒါဆိုရင်ဘာလို့ရှိရစဉ်းစားကြည့်နေဆိုရင်အပေါ်မှာတော့သူတငယ်ချင်းအကြောင်းကိုပြောပြထားတယ်။သူတငယ်ချင်းတွေကဒီမျိုးထက်ဟောနော်အော်ဒီတိုချိုထက်ဒီမျိုးကိုပို့ပြီးကြိုက်တယ်။ဘာလို့ကြိုက်တယ်လဲဆိုရင်ဟောင်းရမ်းတဲ့အရာတွေကိုသူကလီလီဆာဆာအရေးတကြီးနဲ့ လိုရိုတိတိအတော့ပြုခြင်းခံနေရတယ်ပြုလုပ်ခြင်းခံနေရတဲ့အတွက်ကြောင့်ဒါသူတငယ်ကြီးကဒီမျိုးကိုကြိုက်တာအောက်ဘစာစာကကြာသူကကြာတော့ဒီမျိုးကိုကြိုက်တာကဘာလို့လဲဆိုရင်အတိတ်တွေရှိတယ်စိတ်ဝင်စားစရာတွေနဲ့အရာတွေအများကြီးရှိတဲ့အတွက်ကြောင့်လို့ပြောထားတယ်ဒါလေးကဆုံဝေဆိုတာလေးဖြစ်သွားစီတယ်တို့ပေါ့နော်နောက်တစ်ခုဆန်းဆင်းနိအာချီဆိုင်အိုမီယာဂေအိုခိုင်မတ်တာဆန်းဆင်းဒရက်တဲ့ဒီတေးသေးလေးချီဆိုင်တင်းငယ်တဲ့လက်ဆောင်လေးကိုဝယ်ခဲ့ပါလေထာနာရှိမီနိစတေးတက်ဒါဆိုင် 啊，表表水水呢，上礼拜表水呢就来了，喏喏，你住把你三住一起呢，高高是说不噶，好哩，那他十点半呢，拿了来你也，他人家你不嘛，谁给的啥？အဲ့တော့မေကွန်ဖတ်ထားတဲ့နေရာတိခဲ့ပါတယ်။ရင်းဆန်ရဲ့တငယ်ချင်းကဘာကြောင့်မလို့ဒီမျိုးလေးကိုကြိုက်တာလဲဆိုရင်သူကအပေါ်မှာတော့ကပြောခဲ့ပြီးသား။ဘာလို့ကြိုက်တာလဲဆိုရင်ဟောင်းလွဲနဲ့အရာတွေကိုသူကရည်ရည်ကြီးကြီးနဲ့ Thai Sesame စားတဲ့အီလူခါလာဆိုးဆိုတာအဖြစ်ကြီးပဲ။ဒါပြီးတော့သူ့ရဲ့တငယ်ချင်းကဒီဟာကြီးအဖြစ်ကြီးပါပဲ။ ဟုတ်ပြီအဲ့ဆိုသူနဲ့ကပ်နေတဲ့စာကြောင်းကိုကြည့်ကြည့်ပါမယ်အချိန်ပိုင်းလေးကနီဟွန်နိုလက်ခီရှိကိုဂျပန်ရဲ့တမိုင်းကြောင်းကိုဘန်ကော့စတေးအီလူခါကလေ့လာနေတဲ့အတွက်ကြောင့်နီပိုင်းလေးကအထရာရှိကုတဲ့အမိုရှိရီမိုနိုကအာရူခါကတက်လွင်ပြီးတော့မှစိတ်ဝင်စားစရာကောင်းတဲ့အရာတွေအများကြီးရှိတဲ့အတွက်ကြောင့်ဒီဟာကကြတော့ဒါ reason စိတ်ဝင်စားရတယ်ဆိုတဲ့အကြောင်းပြောပြပေးထားတာစမ်းမဲလေးပါဆိုရင် free mono က time cell sunny star တဲ့အီလူခါက hamlet နဲ့အရာတွေကိုရင်ကျကျ ရိုးရိုးတည်တည်နဲ့အသုံးပြုခြင်းခံနေရတဲ့အတွက်ကြောင့်ရွှေမဲလေးမှာဆိုရင်ပိုမီယာတေးဥခေါင်းတော်ကဒါနောရှိမီတာခါလာဒီစာကြောင်းလေးကတော့သူကစာပိုက်ထဲမှာပါဝင်မပါပါပါအဲဆိုသူ့ရဲ့တငယ်ချင်းဘာကိုဖုလို့ကြိုက်တာလဲဒီဟောင်းရနေတဲ့အရာတွေကိုရိုးရိုးတည်တည်ယဉ်ကျေးကျေးနဲ့အသုံးပြုခြင်းခံနေရတဲ့အတွက်ကြောင့်ဆိုရတဲ့အဖြေလေးကစံတန်လေးဖြစ်ပါမယ်နောက်တစ်ခုနောက်တစ်ခု28မှာဆိုရင်လည်းသူကစာပိုက်လေးပဲအဲ့ဒီမှာဆိုရင်မေဟုံးကိုအရင်ဖတ်ပါမယ် ဒိုးစတေဘာကြောင့်မလို့တဲ့ယောရုညမှာဆိုရင်ဒိုးဘူးဆိုရင်ဒီခုတော်အီးနော်ဒက်စ်ကတရိတ်ဆန်ယုံကိုသွားတာကကောင်းတယ်ဘာလို့ကောင်းတာလဲဟုတ်နော်ညဘက်မှာတရိတ်ဆန်ယုံကိုသွားတာကဘာကြောင့်မလို့ကောင်းတာလဲတဲ့ဒီခုတော်အီးနော်ဒက်စ်ကတဲ့ဟုတ်ပြီဖတ်ကြည့်ပါမယ်ခနောအိုက်ကအခုတလောမှာတဲ့ယောရုနော်ဒိုးဘူးဆိုရင်ရှီယာနီအက်တက်ကီမတ်စတာဒီဟာလေးကဘာသာမပြန်တယ်ဘူးဆိုရင်ကိစ္စမရှိဘူးဒါပြောလို့ရှိရင်ဒိုတရိတ်ဆန်ယုံနာမည်ပေါ့နော်အဲ့ဒီတရိတ်ဆန်ယုံကိုတဲ့အက်တက်ကီမတ်စတာပေါက်ခဲ့ပါလေတဲ့ ဟီကခူရဲတဲ့ခါကဟီကခူရဲမဆိုင်ဒါတို့ကဟိုမီနီတဲ့မှာတော့မပါဘူးပေါ့နော်ဟီကခူရဲမဆိုင်နေဝင်နေဆိုတော့ပြပြပေးထားတာပါဟီကခူရဲတဲ့ခါကနေဝင်ပြီးတဲ့နောက်မှာတဲ့ဒိုဘူဆူတာချီအိုမီရူနော်ဒက်စ်တရိဆန်တွေကိုမြင်ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်တဲ့ဟုတ်ပြီနော်အခုတော့ဒီယောရုနဒိုဘူဆိုအန်ရှီယာလေးကိုတဲ့သွားခဲ့တယ်တဲ့မဲကခရက်တဲ့ခါကနေဝင်ပြီးတဲ့နောက်မှာပြိဿံလေးကိုမြင်ရတယ်တဲ့ ဟီရိုမနေ့လယ်နေရင်းချိန်မှာဆိုရင်တဲ့ဒိုဘူဆိုအန်နီအစ်တဲမို့ပြိဆန်ရုံကိုသွားလဲပဲဒိုဘူဆိုကပြိဆန်တွေကနေတဲအီတာရီအိလိုက်မီယဲတို့ကိုရိုနီဒေတဲခုနာဖို့တဲ့ညီရတဲ့နေရာတွေကိုထွက်မလာပဲနဲ့ ဇန်နန်နခုတ်တူကအာရီမဟုတ်လို့နော်ဟိုတရိစံတွေကအိတ်ဓာတ်တွေမမြင်ရတဲ့နေရာတွေမြင်ရတဲ့နေရာတွေမှာမနေဘဲနဲ့မမြင်ရတဲ့နေရာတွေမှာပဲသွားပြီးမြင်ရတဲ့ကြောင့်မို့ဇန်နန်နခုတ်တူကအာရီမဆိုတော့စိတ်မကောင်းဖြစ်ရပါတယ်ပြောချင်တာသူတရိစံရုံမှာသွားတယ်ဘာလို့ဖို့သွားတယ်ဒီအကောင်လေးတွေကိုကြည့်ဖို့လို့သွားတယ်ဒါပေမဲ့သူတို့ကအိတ်နေရာတွေဟိုမမြင်ရတဲ့နေရာတွေမှာနေနေတာတွေရှိရတဲ့ကြောင့်မို့သူကမကြည့်ရတဲ့အတွက်စိတ်မကောင်းဖြစ်ရပါတယ်တဲ့ဒိုဘူဆာမတ်မခန်နီဝါ တရိစံနေထဲမှာဆိုလို့ရှိရင်တရိစံနေမှာဆိုလို့ရှိရင်နဲ့ဟီရိုယော်ရီမိုဟီရိုယော်ရီမိုဆိုတာနေကင်းဘက်ထက်ယောရုညဘက်ကယောခုဥကုခုဒေါဘုစုကဒီမတ်ကောင်းကောင်းလှုပ်ရှားကြတဲ့ပြိဿံတွေရှိပါလေပြိဿံတွေထဲမှာဆိုရင်ねနေချင်းတက်လှုပ်ရှားတာထက်ညဘက်မှာလှုပ်ရှားကြတဲ့ပြိဿံတွေရှိရဲ့တဲ့ so you so you don't so miru ni wa အဲ့လိုမျိုးပြိဿံတွေကိုကြည့်ဖို့အတွက်ကတဲ့ he got ခုတဲ့ခါကနေဝင်ပြီးတဲ့နောက်မှာ ဒုံစွန်နီအတဟောကအီနော်ဒက်စတရိစံယုံကိုသွားတာကကောင်းပါလေဟုတ်နော်အဲ့ဒါကသူကဒို့ကိုမေးတာကလည်းဘာကြောင့်မလို့ညဘက်မှာတရိစံယုံကိုသွားတာကောင်းတာလေဆိုရင်ညဘက်မှာမှလှုပ်ရှားကြတဲ့တရိစံတွေရှိတယ်နေကင်းဘက်မှာဆိုရင်အိတ်နေတာတွေဟုတ်နော်နေကင်းဘက်မှာဆိုရင်အိတ်နေတာတွေမမြင်ရတဲ့နေရာတွေမှာရှိတဲ့အတွက်ကြောင့်မလို့စိတ်မကောင်းဖြစ်တယ်အဲ့ဒါဆိုညဘက်မှာဆိုလို့ရှိရင်ဒီရောလို့အော်နော်ရောညမှာဆိုရင်ရောခုဥပုပ်ခုဒိုဘုဆုကအိမတ်ကောင်းကောင်းလှုပ်ရှားကြတဲ့ပြိဿံတွေကရှိတဲ့အတွက်ကြောင့် ဟုတ်ပြီအဲ့ဆိုဒီဟာလေးကအဖြေလေးဖြစ်မှာပေါ့နော်ယောယောကူဥကူကူဒုံစကဣမဆွေဟာဘုံပြီးမယ်ဟုတ်ပြီအဲ့ဆိုတော့ကြည့်ကြည့်ပါမယ်အရှိန်တန်းလေးမှာဆိုရင်စူးစူးရှိခါလာအေးများတဲ့အတွက်ကြောင့်မယ်ဟုတ်ပြီဒီအေးများတယ်ဆိုတဲ့ဟာကြီးကစာပိုင်ထဲမှာပေါလို့မပေါပြန်တာပါနောက်တစ်အနည်းငယ်မှာဆိုရင်ဟီတိုကစခုနိုင်ခါလာဟုတ်လူတွေကဟောနော်စခုနိုင်နေတဲ့အတွက်ဒါလည်းမပေါဘူးနောက်တစ်စံပတ်နေတေးရူဒုံစကခဝိုင်ခါလာ အိတ်နေတဲ့တိရစ္ဆာန်တွေကချစ်စရာကောင်းတဲ့အတွက်ကြောင့်ဟုတ်ပြီအိတ်နေတယ်ဆိုတော့ပါတယ်ဒါပေမဲ့လို့သူကဒီကြောင်ကအိတ်နေတာကဘယ်ချိန်မှာပဲအိတ်တယ်ဆိုနေကင်းနေဘက်တွေမှာပဲအိတ်တယ်တို့မေးတာကယော်လို့ဆိုရင်ညကိုမေးတာဖြစ်ပါတယ်နေဘက်ကိုမေးတာမဟုတ်ပါဘူးညဘက်ကိုပဲမေးတာပါအဲ့တော့အဖေကဂျွန်မန်တစ်ခုပဲကျွန်တော်မေးဂျွန်မန်လေးကကြတော့ယော်လို့ညဘက်မှာဆိုရင်နဲ့ယော်ခုဥကောခုဒိုဘူးစကဣလူခါရာကောင်းကောင်းရွေလျားနေကြတဲ့ပြိဿံလေးရှိတဲ့အတွက်ကြောင့်ဆိုတော့အဖေလေးကဂျွန်မန်ဖြစ်တော့ပါမယ် ဟုတ်ပြီနော်နောက်တစ်ခုဟဲ့နောက်တစ်ခုနောက်တစ်ခုကတော့29နံပါတ်29လေးပါဆိုရင်ဘာလဲရှိလို့ကအစတာတိုအစတေဝမနက်ဖြန်တဲ့တပတ်ခါကဒွန်းနာတန်ကီဒက်စ်ကတဲ့ဘယ်လိုမျိုးຢာတွေဥလို့လဲဟုတ်ပြီနော် မနေ့ကနေ့တပတ်ခါကဘလိုမျိုးຢာတီကိုလုပ်တယ်ဟောပြီတို့ကဒါဆိုရင်စပိုက်ကိုဖက်ကြည့်ပါမယ်တန်ခိယောဟိုးဆိုတာကမိုးလွေသားသတင်းထားတာပေါ့နော်မိုးလွေသားသတင်းထုတ်ပြန်ချက်တီအက်စတောဝမနေ့ပြန်နဲ့အချီနီချီဂျူဟက်ကီရီ C9 တန်ခိတဲ့စန်တာပူရှ်တေမိုခဝါခိလီကွီဒေရှိုးရဲ့မနေ့ကတည်းကတနေ့လုံးနဲ့ယာဒူးကမသားရတာဟက်ခိဆိုတာပြက်ပြက်သားတိကျကျမရှိတဲ့ယာဒူးလူဖြစ်ပြီးတော့မှစန်တာပူရှ်တေမို့ အဝိရှော်လည်းပဲ kawaki liquidation shot ချောက်ဖို့ခတ်ပါလိမ့်မယ်တဲ့။ဘာလို့လဲအဲ့ဒါမနက်ဖြန်ကတနေ့လုံးကမိုးအဝိရှော်လည်းပဲချောက်ဖို့ခတ်မယ်ဆိုတော့သူကမိုးအောင်လာနေပါလိမ့်ဖြစ်မှာပါနော်။နောက်တစ်ခု hiruma wa hiruma နေ့လယ်ခင်းမှာဆိုရင်တဲ့အမေကရှင်ပိုင်းကအရိမာဆန်ကမိုးတွေစိတ်ပူစရာမလိုပေမဲ့လို့ဘာလို့နေ့ခင်းပိုင်းမှာမိုးရမလို့သူမဆိုထားဘူးစိတ်ပူပေမဲ့မစိတ်ပူစရာမလိုပေမဲ့လို့တဲ့ယောရုအုပ်စုကညနောက်ကျတဲ့အခါမှာအမေကဖူရီဟာဂျီမေ ညနဲ့နောက်ကျတဲ့အခါမှာဆိုရင်မိုးတွေကစပြောရွာလာလိမ့်မယ်တဲ့။ဆမ်မခုနာတို့တဲ့ရှော့အေးလာလိမ့်မယ်။စရွာလာပြီးတော့မှအေးလာပါလိမ့်မယ်။အဆက်တေဝတပတ်ခါမှာဆိုရင်တော့ဟီကဒဲတဲ့နေထွက်လာပြီးတော့မှစန်တာခုမွန်နိုမိုယောခုခါဝါခီဆိုဒက်အဝိရှော်ရီရှော်ရီရီရလည်းပဲယောကုခါဝါခီဆိုဒက်ကောင်းကောင်းချက်လာတာနေလို့ပြောကြတယ် ဟုတ်ပြီအဲ့ဆိုတော့ပြောချင်တာကမနေ့ဖန်တနေ့လုံးကမိုးရီရွာနေလိမ့်မယ်မိုးရတဲ့အတွက်ချက်ဖို့ခက်တယ်ဟုတ်ပြီနေလေရင်တည်းကတော့အဲ့ဒီမိုးမိုးတွေကစိတ်ပူစရာမလိုပေမဲ့လို့ညနောက်မိုးလာတာတော့မဟုတ်ပါဘူးတော့မိုးအုံငယ်တော့ဟက်ခိတယ်ဇာတိလို့ကြီးကြီးလင်းလင်းမရှိတာတပြက်တော့ဗာမရှိတာကြီးကြီးလင်းလင်းမရှိတဲ့အတွက်ဟိုနေမတာလို့ဆိုတော့ပေါ့နော်မိုးအုံဒါမျိုးပေါ့အဲ့ကြောင့်မလို့သူက မနက်ခံကတနေ့လုံးကတော့မိုးအုပ်နေလိမ့်မယ်6ရက်လည်းအဝတ်တွေလည်းမချောက်ဘူးရှော့ရက်လည်းပဲမချောက်ဘူးညနေခင်းမှဆိုရင်လည်းမိုးရွာကိုစိတ်ကြည့်စရာမလိုပေမဲ့လို့ဟုတ်ပြီနော်ညဘက်ရောက်တဲ့အခါမှာရောရူအုပ်စုခုညနောက်ကျတဲ့အခါမှာတော့မိုးကစတင်ရွာလာပြုံးမှအေးလာလိမ့်မယ်တပတ်ခါမှာကျတော့နေထွက်လာအဲ့ဆိုတော့တပတ်လွယ်လွယ်လေးပဲစဉ်းစားမယ်ဆိုရင်တို့ဒီဇာပုစာတွေမှာဆိုရင်အခြေအနေနဲ့ပြန်ပြောတိုက်ကြည့်မယ်နော်တပတ်ခါမှာနေထွက်လာမယ်ဆိုတော့နေထွက်တာက အဲ့ဒီမှာအချိဗန်နဲ့နိဗန်ပဲရှိတယ်နိထွက်တယ်အချိဗန်နဲ့နိဗန်နိထွက်မယ်ဘာလဲဆိုတော့စမ်းမန်းနဲ့ရောဘန်းကထိဆောင်ရဖြစ်တော့မိုးရွာတော့တာမဟုတ်တော့ဟုတ်ပြီနော်အဲ့ဒီမှာတို့ကပြန်ကြည့်ဦးမယ်တနေ့ကတော့ကဇာတိဥကကြီးကြီးနေနေမရှိတဲ့အတွက်ဟုတ်နော်ရှော်ကြအဝတ်တွေကလည်းချက်ဖို့ခက်မယ်ဒါပေမဲ့ညမိုးချုပ်တဲ့အခါမှာဆိုရင်တော့မိုးကဆက်ပြီးရွာလာလိမ့်မယ်အဲ့ဒါဒီမှာဆိုရင်မနေ့ကျန်6နာရီ7နာရီ17နာရီ24နာရီပေးထားတယ်သူက တနေ့လုံးလုံးခီလိုမှနေလေခင်းမှာဆိုရင်ねမိုးအတွက်စိတ်ကူစရာမျိုးဆိုဒီမှာ17နာရီမှာလည်းပဲသူကမိုးအုံလို့မှာပဲရွာမယ်လို့ပြောတာပြီးတော့ဒီမှာကထီးဆောင်နေပြီမိုးရွာနေပြီအဲ့ဆိုဒီဟာလေးဖြစ်မယ်ဒါကျန်တာတွေပြန်ပြီးတော့တွေးကြည့်မယ်ဆိုရင်တော့မှပြန်တယ်လို့ပြန်ပြီးဆက်ဆက်ပြီးကြည့်မယ်ဆိုရင်တော့မှညနောက်ကြတဲ့အချိန်မှာညမိုးချုပ်တဲ့အချိန်မှာမိုးကရွာလာတယ်ဆိုတော့ဒီမှာဒါလေးကလည်းမှန်နေတယ်။ဒါပေမဲ့လို့သူကပြန်ကြည့်နေဆိုလို့ရှိရင်ဒီမှာလည်းလွဲသွားတဲ့အချက်ကဟုတ်တယ်နော်။နေနေခင်းမှာ မိုးအတွက်စိတ်ပူစရာမလို့ဆိုတော့နေ့လယ်မှာမိုးရွာအောင်မှာမိုးမိုးကချက်တော့ပဲအုံမြုံမှာဖြစ်ရတဲ့အဖြေလေးကအချိန်ပိုင်းလေးပဲဖြစ်ပါမယ်။ဟုတ်ပြီနော်။ဟဲ့ဒါဆိုလို့ရှိရင်အခုဒီမွန်တိုင်းယွန်းထိဆက်ပြီးလေ့လာထားပါမယ်။ကျန်တဲ့ဟာလေးကိုနောက်တစ်ပိုင်းမှာဆက်ပြီးတင်ပြပါမယ်။ဂျမ်မာတာနဲ့